အားလုံးကမင်္ဂလာပါ။ Arsenal Venture Channel ရဲ့ Match Recap အစီအစဉ်လေးကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာ Arsenal အသင်းက Chelsea အသင်းကိုတကူကိုမရှိဆိုရဲရှာလက်နဲ့အနိုင်ရရှိခဲ့တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီနေ့ပွဲစဉ်ပေါ်ဘယ်လိုမြင်လဲပေါ့နော်။တကယ်ကို London Derby ပွဲစဉ်လို့မထင်ရတဲ့ပွဲ။တေးပဲမှာကျွန်တော်တို့အဆင့်နဲ့အဆင့်၄နဲ့ကဲနေတယ်လို့မထင်ရတဲ့ပွဲ။ Chelsea အသင်းကလည်း midfield low block ကိုဥတီပြီးဆော့တယ် Arsenal အသင်းကလည်း Chelsea အသင်းကဘောလုံးရသွားတာနဲ့ midfield low block ကိုဥတီပြီးဆော့တယ်နှစ်သင်းစလုံးကနောက်တန်းပိတ်ဆော့ပြီးတော့ဂိုးတကူးလောက်ရရင်ပဲတော်ပြီဆိုတဲ့ပုံစံမျိုး Chelsea အသင်းဆိုလည်းတစ်ဖက်ကတကူးသွင်းထားတာတော့မှသူတို့မှဂိုးမလိုအပ်ပဲနဲ့သူတို့အနိုင်ရနေတဲ့အတိုင်းပဲပေါ့နော်ဘာတိုက်စစ်ဆင်မှုမှလည်းတေချာလောက်လောက်လာလာအင်တိုင်းအားတိုင်းပြုလုပ်တာမျိုးမတွေ့ရဘူး normal pass တွေနဲ့ပြီးနေတယ်အဓိကပြဿနာတော့ဒီနေ့ပွဲမှာကိုပယ်မမပါလာခဲ့ဘူး အကြောင်းရင်းကတော့သူနေမကောင်းနေဘူးပေါ့နော် fitness test fail ဖြစ်လို့ဒီပွဲမှာမပါရဘူးလို့တော့ကျွန်တော်သတင်းမှာတွေ့လိုက်တယ်အဲ့တော့ဒီနေ့ပွဲကချင်းချင်းပြောရရင်ကျွန်တော်တို့ကတော့ fan တယောက်အနေနဲ့အာဆင်နယ်အသင်းကိုအနိုင်ရစေချင်တယ်ဒါပေမဲ့လည်းပဲပွဲကောင်းတစ်ခုကိုလည်းကျွန်တော်တို့ကခံစားကြင်တယ်ကျွန်တော်တို့ကဘောလုံးပရိသတ်တွေပေါ့နော်အဲ့အတွက်ကြောင့်မလို့ဘောလုံးပွဲတစ်ပွဲကိုကြည့်ရဲဆိုရင်ကျွန်တော်တို့မိနစ်90တနာရီ9နာရီနီးပါးအချိန်ပေးရတဲ့ဒေါ်ထွန်းမှာဒီပွဲဒီပွဲကောင်းတစ်ပွဲ ဖြစ်သွားဖို့တော့ကိုတအားမြုံလဲနေတာပေါ့နော်ဒါပေမဲ့ဒီပွဲကတကယ်ကိုစုပ်ပြက်လုံးတဲ့ပွဲလန်ဒန်ဒါဘီလို့တာပြောရင်တကယ်ထိတ်တိအသင်းနေလို့ပြောတာပဲပရီးမီးယားလိရဲ့အဆင့်နှစ်နဲ့လေးနဲ့ပြိုင်ဆိုင်မှုလို့ပြောတာပဲဘာမှလောက်လောက်လာလာမရှိတဲ့နှစ်သင်းလုံးရဲ့ကစားဟန်းပြောမှဆိုအာဆင်နယ်အသင်းကတော့နည်းနည်းလေးပိုကောင်းတဲ့အနေအထားမှာရှိတယ်ဆိုပြီးတိုင်အောင်တိုက်စစ်ကတကယ်ကိုဖွစီရှားတဲ့အလုံးတွေအလုံးတွေဆိုတော့နဲတာမဟုတ်ဘူးချဲစီးအသင်းဘက်ကကိုးသမားအမှားယွင်းနေကြောင်ရလာတဲ့အလုံးတွေကိုလည်းဖြုံးတာဖြုံးတာဆိုတာ ဘယ်ချိန်မှာဂိုးဘောကန်သွင်းရမှာလဲဘယ်ချိန်မှာလူပေးရမှာလဲဒါတော့တေချာပပနဲ့နဲ့မလုံနိုင်ဘူးချဲစီးတဲ့ပိုဆိုးတယ်တိုက်စစ်လမ်းကြောင်းတစ်ခုမှကောင်းကောင်းမွန်မွန်မပွင့်ဘူးတိုက်စစ်လမ်းကြောင်းတွေအကုန်လုံးမပွင့်တဲ့နောက်ဆုံးကြတော့ပရိုနတိုလို့ဆိုရင်ရသလိုကန်ရတဲ့အနေအထားတွေရောက်သွားတယ်ပေါ့နော်ကစားသမားတွေရဲ့ player rotation position ယူတဲ့ပုံစံတွေ Chelsea တင်းရဲ့တအားညံဖျင်းလုံးနေအိပိုင်းနေမှာပေါ့နော် Chelsea တင်းရဲ့ကွင်းလေကတကယ်ပေါင်းတန်း100လောက်ပေးပြီးခေါ်ရတဲ့ကစားသမားတွေဆိုရင် Thomas Partey ခြေပြားတော့မမီဘူးအဲ့တော့ ပြောမယ်ဆိုဒီဘွဲကဘာမှလက်လောက်လာလောက်ကိုပြောစရာမရှိဘူးဗောနော်တကယ်စိတ်ပြက်စရာအတိနဲ့လန်ဒန်ဒေဗီဖြစ်သွားခဲ့တယ်ဒီဘွဲရဲ့အကောင်းဆုံးကစားသမားစုကိုဒေးဗီရရရတယ်သို့တော်ပြောချင်တာပရီးမီးယားလိရဲ့အဆင့်တန်းကဒီလောက်ပဲလားအဆင့်2နဲ့4ရဲ့ဘွဲကဒီလောက်ပဲလားဘာရတာမှမပေးနိုင်တဲ့ဘွဲတစ်ဘွဲပဲဖြစ်သွားခဲ့တယ်ဗောနော်ပြီးတော့အာဆင်နယ်အသင်းဆိုလည်းနောက်တွေ့ရမယ့် Real Madrid နဲ့ဘွဲဒီပုံစံမျိုးတာကန်တကယ်ချင်းမနိုင်ဘူး အာဆင်နယ်နဲ့ရီယယ်မက်ဒရစ်ကိုနိုင်စရာဘာအကြောင်းမှမရှိဘူး။ဘာကြောင့်လဲဆိုတော့တကယ်ပွဲကြီးတစ်ပွဲမှာသူတို့အနေနဲ့ big chance ဆိုတာကိုတကယ်ကို rare တကယ်ကို rare ပွဲတစ်ပွဲလုံးမှာမှာတစ်ချိန်ပဲလဲဖြစ်ရင်ဖြစ်မယ်။အဲ့ဒီချိန်တည်းကိုဂိုးအဖြစ်မပြောင်းနိုင်သေးဘူး။အာဆင်နယ်အသင်းကချင်းချင်းပြောရရင် Real Madrid တို့လိုအသင်းမျိုးကိုဘလို့မှရှင်နိုင်မှုအကြောင်းရင်းမရှိဘူး။အဲ့တော့ Arsenal အသင်းနေတဲ့ Champions League မှာအနိုင်ရချင်တယ်ဆိုရင် အိပ်ပွဲကြီးမတိုင်ခင်မှာသူတို့အတင်းကရလာတဲ့ big chance ကိုအကောင်းဆုံးအသုံးချနိုင်တဲ့အတင်းမျိုးဖြစ်အောင်လုပ်ထားဖို့တော့လိုအပ်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာ PSP နဲ့ပွဲလောက်ကိုကိုသွင်းတာကိုတွားပြီးတော့မြောက်ပေးနေလို့မရဘူးပေါ့နော်တကယ်တမ်းကတကယ်တမ်းပွဲချက်တွေတကယ် low block mid block ဆော့တဲ့အတင်းနေနေကြရင်အခုဒီပွဲမှာဆိုလဲ Chelsea အတင်းတွေ low block mid block တဲဆော့တယ်တိုးတော့သူတို့နောက်တန်းဖေးတဲ့နဲ့စမ်းချက်ကအမားကြီးရှိတယ်အဲ့ဂျာရီကနေထွက်လာတဲ့ဘောလုံးတွေကိုအာဆင်နယ်အတင်းအောင်ကောင်းလေဖြုံးတာအဓိကအဆိုးဆုံးက Trossard ိုကန်သွင်းရမယ့်အချိန်မှမသိပေးရမယ့်အချိန်မှမသိဒီလောက်ပဲလားမာတနယ်လီလို့ဆိုလဲတောင်ပိုင်းကစားသမားသာပြောတယ်တောင်ပိုင်းကနေပြီးတော့လောင်းလောင်းလာလာချော်ဖြတ်မှုဆိုတာလဲဘာမှတေချာမတွေ့ရအောင်ထရော့ဆက်လဲအလားတူပဲဝန်နရီဝင်ဆော့တော့မှပူတော်သေးတယ်ဒါပေမဲ့မာတနယ်လီကနာသွားပြန်ပြီလားမသိဘူးပြောရမယ်ဆိုရင်တော့လူမရှိဘူးဗျာလူမရှိဘူးလက်ရှိအချိန်မှာမာတနယ်လီကိုလွဲကျွန်တော်တို့ကဖျားလို့ကိုကိုွယ်တင်ကိုကိုွယ်နေရအောင်ပါပဲအဲ့တော့နာတော့မနာစီခြင်းဘူး international break ပြီးသွားတဲ့အချိန်မှာတော့ ချမ်းခိုင်မှုပြန်ကောင်းနေစေခြင်းနဲ့အဲ့ထက်ပိုပြီးတော့လေတိုးတက်လာစေခြင်းနဲ့ပေါ့နော်ဒီပွဲရဲ့တလုံးနဲ့တော့ twin goal ကိုတော့ဟိုဒီကကတောင်းကမောပေးပို့မှုကနေပြီးတော့ merino က twin ယူသွားခဲ့တယ်ပေါ့နော်ပြီးတော့ဒီပွဲမှာနှစ်သင်းလုံးကလောက်လောက်လာလာ big chance တွေ create လုပ်နိုင်ခဲ့တာလည်းမရှိဘူးဘောလုံးပိုင်ဆိုင်မှုရတော့ chelsea တင်းပို့တာတယ်ပို့တာတယ်ဆိုတော့လေ သူတို့ကအစင်းပြောရရင်နောက်တန်းမှာပတ်ပြေးနေတာဘာမှလောလောလောလာမရှိရပွဲပြင်းဒီပြင်းရွေးနေပွဲပဲတကယ်ကို international break မတိုင်ခင်မှာပွဲကောင်းတစ်ပွဲကိုမျောလင်းခဲ့တာအမှန်ပဲအခုတော့ oh my god အဲ့တော့ကျွန်တော်တို့နောက်နောက်ဆက်တွဲပွဲစဉ်လေးပေါ့နော်အစင်းနဲ့နောက်လာမယ့်ပွဲစဉ်လေးချက်ကြည့်မယ်ဆိုတော့ Fulham Everton တို့နဲ့ကန်စရာရှိတယ်အဲ့ပွဲလေးတွေမှာအစင်းနဲ့မှာလိုအပ်နေတယ်လိုအပ်ချက်လေးတွေကိုအမြန်ဆုံးပြင်ဆင်ပြီးတော့ပူကယ်ဆက်ကာတီလေ Real Madrid နဲ့ပွဲမတိုင်ခင် Everton ဖူဟန်တို့ပွဲတွေမှာတော့ကျွန်တော်တို့ပူးပေါင်းစီခြင်းတယ်။ဘာကြောင့်လဲဆိုတော့ Real Madrid နဲ့ပွဲကြတော့မှ Saka တန်းသုံးတာတက်ဆိုင်အဲ့ပွဲတွေမှာ Saka ရဲ့ခြေဆောင်ကိုဖြည်းဖြည်းချင်းပြန်ပြီးဖိတဲ့တုပ်ပြီးတော့မှ Real Madrid နဲ့ပွဲကိုအကောင်းဆုံးပုံစံနဲ့တော့ရှင်းပြိုင်စီခြင်းတယ်။ Saka လည်းမကြခင်ပြန်လာတော့မယ်ဆိုတဲ့အတွက်ကြောင့်မလို့ Arsenal ကတော့ဒီနှစ် Champion League ကိုတော့အကောင်းဆုံးအနေထားနဲ့ရှင်းပြိုင်နိုင်မယ်လို့တော့မျှော်လင့်ရတယ်။ Champion League Flower ကိုလည်းအမှန်တမ်းပြောရရင်တော့ပြည်သက်တယောက်အနေနဲ့တအားကိုလိုချင်တယ်။ ို့တော့ကိုယ့်ရဲ့လမ်းမှာတွေ့နေတာ real metric တခြားနေမဟုတ်နေဘူးဒါပေမဲ့ကျွန်တော်အဲ့ဗီဒီယိုလဲအကျဲတစ်ခုတော့လုတ်ပေးမယ်ပေါ့နော် real metric ရဲ့လက်ရှိခြေစွမ်းကစားပုံအဆဆရရအခြေအနေအရပြောရမယ်ဆိုရင် real metric ကိုကျွန်တော်တို့ဒီနှစ်မှာနိုင်နိုင်ချေအနေငယ်ရှိတယ်အဲ့အနေငယ်တော့နိုင်နိုင်ချေကိုအတုံးချပြီးတော့ real metric ကိုကြော်ဖြတ်သွားနိုင်မလားအဲ့အတွက်ကိုလည်းကျွန်တော်ဗီဒီယိုတပုတ်လုတ်ပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ recap season ကိုတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်တယ် ဗီဒီယိုအဆောင်ကြီးကြည့်ရှုရတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တင်ဆက်နေတဲ့အကြောင်းအရာလေးတွေသဘောကျနေတဲ့တည်းဆို live follow subscribe လုပ်ခြင်းအပြင်အကူအညီပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးတွေဖြစ်ကြပါစေ